အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမြဝေယျ channel ကနေပြန်လေးကြိုဆိုပါရစေဓမ္မတုတ္တမြဝေယျ channel ဆိုလို့ရှိရင်ဓမ္မရေးရအဖျားဖျားတုတ္တရေးရအဖျားဖျားတွေကိုပုံမှန်မြဝင်နေတာပဲဖြစ်ပါတယ်ဒီကနေ့မြဝေသွားမှာကတော့ဆရာတက္တရှင်တိတိရေးသားတဲ့နတ်ပြည်ရောက်လူသားတို့ရဲ့ဘဝအတွေ့အကြုံများဆိုတဲ့စာအုပ်ထဲပါတချို့ကို ထုတ်နှုတ်ပြီးတင်ပြသွားမှာဖြစ်ပါတယ်ဖျားရှင်လက်ထက်တော်က ပြည်တန်စာအလုံးနဲ့ပြည်တန်စာနမကြီးပြည်တန်စာတည်ရမဟာဘုရားရှင်ဟောကြားတဲ့တရားတော် တရားတော်ကြောင့်သောတာပန်တည်ပြီးတဲ့နောက်မှာတော့ညဉ့်ညမ်းနဲ့ပြည်တန်စာမှုကိုမပြုလုပ်တော့ဘူးယဟန်တန်ခါပေါက်တဲ့ခီးရင်လည်းမနေနိုင်တဲ့အတွက်ကြောင့်နေ့စဉ်တန်ခါတော်များကို ဆွန့်ရှစ်အုပ်ကိုအမြဲလှူဒါန်းနေ ယဟန်တော်ရှိပါဟာနေစဉ်တိရိမာအိမ်ကိုကြွပြီးဆွမ်းအလုခံရတယ်။တိရိမာဟာနေစဉ်အသက်ပြား16ကျက်ဖို့အကုန်ခံပြီးတော့ကိုယ်တိုင်ဆွမ်းလုပ်ကြွေးမှုကိုပြုလေတယ်။တနေ့သောအခါမှာယဟန်တပါးဟာတိရိမာအိမ်မှာလှူတဲ့ဆွမ်းကိုမဲချတဲ့အတွက်ရခဲ့ပြီးတော့တိရိမာအိမ်မှာဆွမ်းစားပြီးတဲ့နောက်သုံးယူဇနာအထက်ရှိတဲ့ကျောင်းတစ်ကျောင်းကိုကြွတော်မူတယ်။ ညင်အခါမှာမထေကြီးကိုချီချီကတ်နေတဲ့ဒီယဟန်ကိုတခြားယဟန်တွေက မေးကြတယ်။ငါရှင်ဘယ်ရက်ကဆွန့်ကိုခံယူပြီးတော့ဒီရက်ကိုလာခဲ့ပါသလဲလို့မေးတဲ့အခါငါဟာတိရိမာရဲ့ရှစ်အုပ်သောဆွန့်ကိုဖုံးပေးတုံးဆောင်ပြီးလာခဲ့ပါတယ်လို့ဖြေတယ်။ ဒီကငါရှင်တိတိမာကဒီဆွင့်ကိုမြန်နုံးနှစ်သက်ဖွဲရပြုတ်၍လူရန်မာဤလောလို့မေးချတဲ့အခါအရှင်တို့တိတိမာရဲ့ဆွင်ကိုချီးမွမ်းခြင်းကမတတ်နိုင်ပါ။ဘာကြောင့်ဆိုတော့တိတိမာအလွန်မွန်မြတ်စွာပြုလုပ်စီမံလျက်မြတ်နိုးစွာလိုရန်ပါလေ။ယန်းတပားရတဲ့ဆွင်ဟာ၃ပါးမြတ်ပင်စားလောက်ပါတယ်။ထူးခြားဒီမှာတိတိမာလိုရန်သောဆွင်ထက် တိတိမာရဲ့ရုပ်ရည်အစင်းကို ကြည့်ရှုရခြင်းကအဆများစွာသာလွန်ကောင်းမွန်လှပါတယ်။တိတိမာမြည်သောမိမတီကရုပ်ရည်အစင်းလွန်စွာချုံးမွေဝမ်းပါလှပသူဖြစ်ပါတယ်လို့တိတိမာရဲ့အလှကိုချီးမွမ်းစကားပြောကြတယ်။ဒီယဟန်ရဲ့တိတိမာအလှကိုချီးမွမ်းစကားကြားရတဲ့ယဟန်တစ်ပါးဟာတိတိမာကိုမမြင်ရဘဲနဲ့ချောပုံလှပုံအတန်ကြားရုံနဲ့တိတိမာပေါ်ဆွဲလန်းသွားမိတယ်။ ငါဟာဒီနေ့မှာကိုသွားရောက်ကြည့်တယ်လို့ဂျာစီမိပြီးတော့အဲ့ဒီလိုသွားပြီးတော့ယဟန်ရဲ့ထေစင်ဝါစင်ကိုမေးမြန်းတယ်ဒီယဟန်ရဲ့ထေစင်ဝါစင်ကိုသိရှိပြီးတဲ့အခါငါဒီလေဒီနေ့မှာရဲ့အထက်ကပတ်ဆွမ်းကိုခံယူနိုင်အောင်ထေစင်ဝါစင်မိတီလို့ဆုံးဖြတ်ပြီးတော့တပိတ်သင်္ကန်းကို ယူပြီးတော့ကျောင်းမှထွက်ခဲ့တယ်။နောက်နေ့နနေစောစောအာယုံတက်ချိန်မှာတန်ခါထေအဖြစ်ဆရဲရမဲဝေရအရက်ကိုတွားရောက်ရက်တယ်။ တန်ဃာတွေဖြစ်တဲ့အတွက်သီတိမာရဲ့အထက်ကပတ်ဝတ်ကိုခံယူရရှိလေတယ်။သီတိမာကယမန်နိကပင် မကြမ်းမမာစတင်ဖြစ်တယ်။ဒီအတွက်စင်မြန်းထားတဲ့အဝတ္တန်စာတို့ကို ချွတ်ပြီးတော့အဲ့ရထဲမှာလှဲ့အိတ်နေလေတယ်။တိရီမာ တိရိမာရဲ့ဂျွန်မာတို့ဟာနောက်နေ့နည်းနည်းဆောဆောမှာတိရိမာရဲ့အထက်ကဘတ်ကိုအလှခံခံကြွလာတဲ့ယဟန်တို့ကို တွေ့မြင်တဲ့အခါတိရိမာကိုတွားရောက်ပြောကြတယ်။တိရိမာကယခင်ကလိုကိုယ်တိုင်တပည့်ယူနေရထိုင်ခဲ့မှုမပြုလုပ်နိုင်တဲ့အတွက်ဂျွန်မာတို့ကိုပြည့်အမိတို့ယဟန်တော်များလက်မှတပည့်တို့ကိုယူ၍အရှင်းမြတ်များကိုနေရာပေးပါ။ ယာကုကိုဥစွာကတ်လိုပါပြီးမှခဲဝဲတို့ကိုကတ်လိုပါဆွန်းဖုံးပေးချိန်ရောက်တော့ခါတပိတ်တို့ကိုပြည့်အောင်ကောင်းစွာလူကြပါလေလို့စီခိုင်းနေတယ်အချွေရန်ကျမတို့ကလည်းတိမာခိုင်းတဲ့အတိုင်းပြုတ်လုဆောင်ရကြလေတယ်ပြီးစီးတဲ့အခါတိရိမာကို အကြောင်းကြားကြပြန်တယ်တိရိမာကမိမိဘာသာမထနိုင်တဲ့အတွက်ငါ့ကိုပွေချီကြယူကြပြီးတန်ဃာတော်များကိုချစ်ခိုးပါရစေလို့ပြောရာ ကျွန်မတို့ကဒီဒီမာကိုပွေချီယူပြီးတော့တန်ဃာတော်များအနည်းကိုပို့ဆောင်ကြတယ်။ဒီဒီမာကတုံတုံခိုင်ခိုင်နဲ့ယဟန်တော်တွေကို ရှစ်ခိုးဦးချလေတယ်။ဒီဒီမာကိုဆွဲလန်းနေတဲ့ယဟန်ကဒီဒီမာကိုကြိရှုပြီးတော့ဒီဒီမာဒီကအနာရောဂါဖြစ်စင်းနေတော့အခါ၌ပင်သူ၏အရှင်သည်ဤမြဝါဝန်ချောမောလှပါနေသေးသည်။ယောဂမရှိကျမ်းမာဝါဖြောတော့အခါများစွာတော့ဝဆတ်တဆာအဖျားဖျားတို့နဲ့တစားဆင်ထားပါက တိရိမာရုပ်အစင်းတင့်တယ်မှုများမှာ ပြောဆိုပွဲရာမရှိ ဖြစ်ပေလိမ့်မယ်လို့ကြံစီအောင်မယ်ပြီးတော့ဣလေသာတရားလွန်စွာထကြွလျက်တတိတရားကင်းလွတ်ပြီးဆွန့်ပင်မစားနိုင်တော့ပဲတပိတ်ပိုက်ခါအကြောင်းကိုပြန်ခဲ့တယ်။ကြောင်းရောက်ရင်တပိတ်ကိုတနေရာမှာပြစ်ထိုးထားပြီးတော့သင်္ကန်းဆွန့်ကိုခင်းလျက်အိတ်လေတယ်။တခြားသောရဟန်းများကတရားချဆုံးမသည်ကိုလည်းနားမထောင်နိုင်တော့ တိတိမာကိုဆွဲလန်းတဲ့စိတ်ကသာလွှမ်းမိုးပြီးတော့ဆွမဆားနိုင်ဖြစ်ရလေတော့တယ်။တိတိမာကထိုနေ့ညံ့နေချမ်းနေမှာ ကွယ်လွန်အနိစ္စရောက်လေတယ်။ပိမိသားရဗျာဖျားရှင်ထောင်းကိုတော့ပြီးတော့အရှင်ဖျားဇီဝကရဲ့နမငယ်တိတိမာယနေ့ညံ့နေချမ်းအချိန်မှာကွယ်လွန်ခဲ့ပါပြီဖျားလို့တင်းစကားလျှောက်ထားလေတယ်။မင်းမြတ်တိတိမာရဲ့အလောင်းကိုဇာပနာတကြုံမှုကို မပြုတ်လောက်ပါနဲ့အော်။ ူသေးကောင်ထားရတုတ်တန်နဲ့ထားရကြီးခွေးစသည်တို့မမစားတော့စေရန်ကာယံစောင့်ရှောက်ထားပေးပါလို့ဘုရားရှင်က ဘယင်ဗိမိတာယကိုမိန်ကြားလိုက်တယ်ဘယင်ဗိမိတာယဟာဖျားရှင်ရဲ့စကားမှာကြားတဲ့အတိုင်းတိတိမာရဲ့အလောင်းကိုတုတ်တမ်းမှာအဆောက်ရှောင်းနဲ့ထားလေတယ်တိတိမာရဲ့အလောင်းဟာ၃ရက်လွန်မြောက်၄ရက်ကိုရောက်လေတဲ့အခါတိတိမာရဲ့ကိုယ်အလောင်းဟာဖူးယောင်ထားကပုတ်ပွားလာပြီးတော့ဒွါရကုပေါ့မှာပိုးလောက်တို့ဟာအထွေထွေဖွေးဖွေးဖြူမှတခွားပါတရရထွက်လာကြလေတယ်ဗိမိတာယမင်းကြီးကအိမ်ဆောင်ကလေးတငယ်ကိုထားပြီးအားလုံးသောမြို့သူမြို့သားများ တိရိမာကိုလာကြည့်ရန် ထွက်ရမည်အကယ်၍မထွက်ခတ်သောမထွက်သောသူတို့အားရှစ်အတပြားသောငွေတံပေးဆောင်ရမည်လို့မြို့ကိုစီလဲစေတယ်။ဖျားရှင်တို့ထံဖျားရှင်ထံသို့လဲဖျားရှင်အမှုရှိတဲ့တန်ကားတော်များတိရိမာအလောင်းကို ကြည့်ရှုရန်ကြွရောက်တော်မူပါလို့လျှောက်ကြားစေတယ်။ဖျားရှင်အားတန်ကားတော်အပေါင်းကိုတိရိမာကို ကြည့်ရှုရန်ကြွကြကုန်စို့လို့ပြောကြားလေတယ်။တိရိမာကိုဆွဲလန်းနေတဲ့ယဟန်ကလည်း တတိမာဝမြင်ရတဲ့နေရာတိုင်းစပြီးတော့လေးရဲ့လုံးလုံးမိသူမနားချရွေမြာအစာလည်းမစားတဲ့အိတ်ထဲအိတ်နေလေတယ်ပြစ်ထားတဲ့သဘိနဲ့ဆွနေရတဲ့စေကြောခြင်းမရှိတဲ့အတွက်မှုတက်နေလေပြီဖြစ်တယ်အဲ့ကငါရှင်ဖះရှင်အတ္တိမာကိုကြည်ရင်ကြွားတော်မူတယ်လို့ယဟန်များကပြောကြရာဒီစကားကိုကြားရတဲ့ယဟန်ဟာလေးရဲ့တိုင်းတိုင်းအစာမစားဘဲနေရရိုင်းတိရိုင်းလည်းရှိတဲ့ယဟန်ဟာတိတိမာဆိုတဲ့စကားသံကိုကြားရတဲ့အခါချက်ချင်းထလာတယ် အချွေရံများကမေးတယ်အရှင်ဖုရားအရှင်ဖုရားဒီတိတိမာကိုကြည်ရင်ကြွမြည်ငါရှင်သင်္ကောသွားအုံးမြည်လို့လို့မေးတဲ့အခါအေးငါလည်းသွားအုံးမြည်ဆိုပြီးတော့ဒီယဟာစွန့်ပုတ်စွန့်စွန့်တို့တွေကိုချက်ချင်းတွင်တပိတ်ကိုရေးဆေးပြီးတော့ယဟန်လာငါများနဲ့တို့လိုက်သွားလေတယ်ဖျားရှင်ဟာယဟန်အပေါင်းခြံရလေးရဲ့တစ်ဖက်သောနေရာမှာရက်တည်နေလေတယ် ်ယဟန်မိမအပေါင်းမင်းပြိတ္တအပေါင်းမြို့သူမြို့သားအပေါင်းတို့အားလည်းအသီးသီးတစ်ဖက်စီတစ်ဖက်စီနေရာတို့မှာအသီးသီးနေရာယူထားကြတယ်။ဒါယကမင်းမြတ်ဒီသေးသူမိမကအဘယ်သူနီးလို့ဘုရားရှင်ကဘယင်ဗိမိတရားကိုမေးတယ်။ဘုန်းတော်ကြီးတော်မြတ်စွာဘုရားဤမိမကဇီဝကဤနမတိတိမအမည်ရှိပါသည်ဖျာလို့ပြန်လျှောက်တဲ့အခါဩတိတိမဆိုဒီကဤမိမပါလို့မမဒီမြတ်စွာဖျာလို့ပြန်လျှောက်ပါတယ် ထို့သူဆိုကအတပြားတစ်ထောင်ပေး၍တိတိမာကိုယူကြကုန်လို့မြို့၌စီးလဲစီပါလော့လို့ဘုရားရှင်မိန့်ကြတယ်ဘုရားရှင်အမိန့်တိုင်းမိန့်ကြီးကစီးလဲစီတယ်ငါယုံမီငါတို့သာရလိုက်သည်ဟူ၍လိုချင်နှစ်သက်စွာပြောဆိုမိသူသည်တဥ့တယောက်မှပေါ်မလာပါဘူးဒီအကြောင်းကိုမင်းကြီးကဖျားရှင်ထံပြန်လဲလျှောက်ထားတယ်မြတ်စွာဘုရားတိရီမာကိုမိသူမမယူကြပါကုန်ဖျားတဲ့ အိုက်ခါမြတ်စွာဘုရားကမင်းမြတ်ထိုသူဖြစ်ကအဖိုးလျှော့ချလောလို့ပြောတယ်။ဒီခါမင်းကြီးကအတပြား900ပေး၍ဒိဋ္ဌိမာကိုယူကြကုန်တော့လို့စီလဲစီပြန်တယ်။သို့တော်တဦးတယောက်မှ ယူမဲ့သူပေါ်ထွက်မလာပါဘူး။တဖန်ထိုက်၍200 150 25ချက်20 105ချက်တချက်ငါမှုတမတ်တပဲတွေ့တပြားတိုင်အောင်အစစ်စစ်အဖိုးနှုံလျှော့၍ပေးတော်လဲမသူဘီသူမှ ယူမဲ့သူမပေါ်ဘူး တိတိမာကိုအခမဲ့ယူကယူကြကုန်လို့ဆိုတဲ့အခါလဲဘယ်သူမှ မယူကြချေဘူးအဲ့ခါဖျားရှင်ကငါဤချစ်သားချစ်သမီးများတို့ကြည်ကြကုန်တော့ဤတိတိမာကလူအများကြီးချစ်ခင်ဆုံးမဲ့နှစ်သက်မှုကိုခံရတော့မှဒုက္ခမှဒီဤမြို့၌အသက်ရှင်စဉ်က တနေ့လျင်အသည်ပြားတစ်ထောင်ပေးမှသာရနိုင်၏အခုကအဖိုးမထားအလကားပင်ပေးတော့လဲယူမဲ့သူမရှိတော့ဘူးဆွဲလန်းနှစ်သက်စရာအဝတ်တန်စာပန်းနန်တာ စသည့်အစင်တန်စာတို့ဖြင့်စံကျယ်စွာ ပြုပြင်ဝတ်ဆင်ထားအပ်သောဤသို့သဘောရှိသည့်ယုံနာနှစ်ပါးနှစ်ဝသဘာဝကကုန်ခန်းပျက်စီးအချင်းဤသို့ရောက်ရခြေသည် ကိုပေါ့ဒွာရအမာဝတို့ရဲ့အစွမ်းကြောင့်အနာယောဂါတို့ရဲ့ပေါင်းဆူရာဖြစ်၏အယောပေါင်း300တို့ဖြင့်ဖွဲ့ဆက်စိုက်ထူလျက်ထီတော့အခါ အမြဲနာကျင်ခံခဲ့သောသဘောရှိ၏ပညာပါရှလူပေါင်းတို့ရဲ့တက်တက်ကျင်းကျင်းခါများစွာကြံစီရာဖြစ်သောဤခန္ဓာကို အတ္တဘောကြီးသည်ကဖြစ်ချီပြက်ချီအမြဲမတီးချေတကားလို့အကျေတရားဟောတော်မူတယ်ဖျားခြင်းရဲ့တည်တနာတော်အဆုံးမှာတိရိမာကိုဆွဲနှံ့တဲ့ယဟန်ဟာ ပြင်းစွာဆန္ဒရာကခင်ပါကဝိပဿနာကိုပွားများသည့်ရှိသောအဟံထထဘူကိုစိုက်ပြီးတော့ယဟနာဖြစ်သွားလေတယ်။ရှင်းတောင်းလေးတော်တော့သူတို့ကလည်းတရားကိုထိုးထွင်းသိမြင်ကြလေတယ်။အဲ့အခါ၌ပင်တိရိမဟာနတ်သမီးဖြစ်ပြီးတော့မိမိရဲ့စီစဉ်ချမ်းသာအဖျားဖျားနဲ့ပြည့်စုံခြင်းကိုကြည့်ရှုပြီးလေမိမိရောက်လာခဲ့ရတဲ့ရှေးဘဝကိုဆင်ခြင်ကြည့်ရှုတယ်။ ်မိမိရဲ့ခန္ဓာကိုယ်ဟောင်းအလောင်းကောင်အနီးမှာယဟန်အပေါင်းခြံရလေးရက်နေတဲ့ဘုရားရှင်ကို၎င်းစီးဝဲနေတဲ့လူပေါင်းကောင်မြင်တယ်နတမီယာနတမင်းကညာ900ချမ်းရလျက်900တော့နတ်ရထားတော့ ਨੇ လူအများထင်ရှားစွာမြင်ရတဲ့ကုန်းနဲ့လာပြီးလျင်နတ်ရထားမှဆင်းသက်ပြီးတော့နတ်ကညာချမ်းရအတင်းနဲ့တကွာဘုရားရှင်ကိုရှ िख ုလျက်လက်အုပ်တင်ချီခါရက်တင်နေလေတယ် ဒီခါကဗျာနေငါအဖွဲ့မှာဂျွန့်ကျင်လိမ့်ပါတဲ့အရှင်ဝင်ကိတမထေဟာဘုရားရှင်ရဲ့အနီးမှာရှိနေပြီမြတ်စွာဘုရား တပီတော့ဝင်ကိတနတ်သမီးအာအမိပြန်တာတကူကို မေးလျှောက်လိုပါတဲ့ဘုရားကိုလျှောက်ထားပါတယ်ချက်သားဝင်ကိတတင်လာတော့အမိပု္ပ္ပာပြတနာကိုထင်ရှားပြုကမင်းများမှာလောလောခွင့်ပြုတော်မူတဲ့အခါ ကောင်းမြတ်သောစင်တစာဖြာဖြာတို့နှင့်ဒန်းဆဆင်ကုန်လျက်နှက်ပြီးမှဆင်းသက်သည့်အစွမ်းဖြင့်အောက်သို့ရှေ့ရှုမျက်နှာမူကုန်သောကောင်းကင်ပြင်နှင့်သွားနိုင်စွမ်းသော ခွန်အားဖလားဘုံအဟုံနှင့်လည်းပြည့်စုံကုန်သော အာဇာနည်မြင့်တို့ကိုသိယထား၌ကအကုန်ပြီးယထာမောင်းသမားမောင်းနှင်သည့်ပမာကဲ့သို့မြင့်ရှိရှိကုန်သောတင်ဖန်ဆင်းထားသောယထာ900တို့ဒီကတင်နတ်သမီးနောက်သို့အဆင်လိုက်ပါနေပါသည် တစားစင်ပြုတ်ပြန်တော့ကိုနိုင်ရှိတော့တင်နာသမီးတီထွန်းလင်းဝင်းပြောင်းတော့စီမီအောင်ကဲ့သို့တပြောင်းပြောင်းတောက်ပလျက်ကောင်းမြတ်လာတော့ယထာထနိုင်ဒီနေပြီတီဝမ်းမြတ်သောရုပ်ရုပ်ရည်အစဉ်ကိုဆောင်းနှင်လျက်ဝါဝဲရှုခြင်းမရှိတော့ဦးနာသမီးတင်ကိုငါမေးလိုပါသည်တင်းဒီအဘယ်မိသောနတ်ပြည်မှာဖျားရှင်တို့လာရောက်စည်းကပ်ပါသည်လို့မေးတဲ့အခါအရှင်မြတ်ဖျား ကာမဂုံချမ်းသာအသုံးဆောင်ဖြာဖြာတို့နဲ့ကောင်းမြတ်သည့်ဖြစ်သူရောက်ကုန်သောနတ်ပေါင်းတို့တွင်အကျဉ်နှက်ပြီကိုအလွန်မြတ်ဤလိုဆိုကြပါသည်ဒီနတ်ပြီမှာနတ်တို့ဟာမိမိအလိုရှိရာကိုဖန်ဆင်းကမွေရပျော်ပါကြပါကုန်လေမိမိရဲ့လူရအဆင်းကိုဆောင်းနိုင်တဲ့တပြိတော်မှဒိဋ္ဌိမာနတ်သမီးဟာထိုနေမာရဒီနတ်ပြီမှာဘုရားရှင်ကို ရှိခိုးပူဇော်အပ်သောကဒီလူပြည်သို့ရောက်လာပါသည်ဘုရားလို့ပြန်ဖြေပါတယ်ဒီခါထပ်ပြီးတော့နတ်သမီး တင်ဟာရှိလူဖြစ်စဉ်အခါကအဘဲကောင်းမှုသူစရိုက်တရားတော်ကိုအာထုတ်စီပူခဲ့ပါတည်းအဘဲကုသိုလ်သူတွေကြောင့်မရေမတွက်တာများလာစွာသောအချမ်းအရရှိသည့်ဖြစ်သော ချမ်းသာစွာကြီးပွားလေဒီနတ်ပြည်မှာနေထိုင်ရပါတည်းတင်ထက်လွန်ကဲသူမရှိကောင်းကင်၌သွားဆွမ်းနိုင်သည့်တကုအာနုဘော်ရှိပါပြီတည်းတင်ရဲ့ဆေးရောင်သည်ရက်ဆယ်မျက်နှာလုံးနဲ့ထွန်းလင်းတောက်ပါပါပြီတည်းလို့မင်းများနဲ့ခါနဲ့သမီးရဒီလိုပြန်ဖြေပါတယ် အဲမိမြန်းပါတယ်နောက်ထပ်ထပ်ပြီးတော့နတ်သမီးတင်ဒီကနတ်အများတို့ခြံရန်တတ်သူယုတိပြုခံရသူ ဖြစ်ခဲ့တယ်။တင်ဟာအဘေဘဝမှာစွတ်တီခဲ့ပြီးကောင်းတော်လာရာရောက်ရနေမာရနဒီပုံကိုရောက်လာရပါတည်း။တင်ဟာဘယ်ဆရာရဲ့အဆုံးအမဩဝါဒစကားကိုနာကြားလိုက်နာပါတည်း။တင်ဟာဖះရှင်ရဲ့တပည့်ဥပါတိကမှာအကဲ၍ဖြစ်ခဲ့ပါမူငါအဖြစ်ချလျှောက်ထားလို့ပါလို့လို့မိကြတဲ့အခါ အရှင်မြတ်ဖုရားတောင်ငါလုံးတို့ရဲ့အလဲတင့်တယ်စွာဖန်ဆင်းတည်ထောင်ထားအပ်တော်ရာဇဂျိုမြို့တော်မြတ်၌ကျက်တရရှင်ဗိမိတရားမင်းမြတ်အထံ၌ဆိုကအတိအတိသည်ဆိုင်ရာနီးကပ်စွာခါစားခဲ့ဖို့သည့်အပြင်တက်ဆိုင်ရာကခုံတိဆူခြင်းတို့ကိုလည်းလွန်မင်းစာတက်မြောက်အောင်တည်ယူခဲ့ပါသည်ဖုရား ရာဇဂျုံမြို့တော်၌တပည့်တော်မကိုတိတိမဟုရဲ့အတိများခဲ့ပါသည်ဗျာ။ဝိနည်းအများကိုမနာမနေဆုံးမတော်မူတဲ့ဘုရားရှင်ဟာတပည့်တော်မကိုဒုက္ခသမှုတရားနှဝသော တစ္ဆာတို့ရဲ့မမြဲသည့်အဖြစ်ကို၎င်းအကြောင်းတရားတို့မပြုတ်မပြင်းပင်ကိုတဘာဝတိရန်ခိုင်မြဲဆင်းရဲချုပ်ငြိယာဏိယောဓသစ္စာကို၎င်းမကွိမကောက်တောက်လျှောက်ဖြောင်းတန်းခီးလန်းဖြစ်သည့်အေးချမ်းစွာသောမကသစ္စာကို၎င်းသဘောကျအောင်ဟောပြညွှန်ပြတော်မူခဲ့ပါသည်ဗျာ။ တပိတော်မဟာဖျားရှင်ထာမတိချင်းကင်းရာနိဗ္ဗာန်ရောက်ကြောင်းတရားကိုကောင်းစွာကြားနာခဲ့ရသည်ဖြစ်တဲ့အတွက်သီလတို့ကိုလည်းကောင်းစွာစောင့်စည်းခဲ့သည်ဖြင့်ဖျားတော်ဟောကြားတဲ့တရားတော်၌တည်ခဲ့ပါသည်ဖျားမြတ်နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကိုတပိတော်မကောင်းစွာသိမြင်ခဲ့ရ၍ထိုခဏမှာပင်ဆန့်ကျင်ပဲ့တရားတော်ကိုငြိမ်းအေးစေတတ်သောလောကုတ္တရာသမာဓိကိုရခဲ့ပါတယ်ဖျားတပိတော်မထိုလောကုတ္တရာသမာဓိကိုရခြင်းဟာပင်လျှင် မြတ်ဒီမြဲဒီအတွက်အရိယာမတရားဆက်လက်ဖြစ်ပွားခဲ့ပါသည်ဗျာတပိတော်မသည်ပုထုရှင်တို့ထက်ထူးမြတ်အောင်ပြုတတ်သော အမြိုက်နိဗ္ဗာန်ကိုရခဲ့ပြီး၍ထိုးထွန်းသိမြတ်အပ်သောမညာအစဉ်၌အထုသို့ရောက်ခါမှန်ကန်စွာ ယူခြင်းရှိခဲ့ပါသည်ဗျာ။ 16ရာသောယုံမခြင်းမှကင်းလွတ်ခါတန်တရာလည်းရှင်းခဲ့ပါသည်ဗျာတပိတော်မှလူအများရဲ့အပူဇော်ကိုခံယူကာများပြားလှစွာသောမြူရုမွေော်ခြင်းကိုခံစားရပါ၏ဗျာတပိတော်မှဒီဤဆိုအခက်ပြီးသောနိဖြစ်အမြတ်နိဗ္ဗာန်တရားကို သိမြင်ခဲ့ရသူနတ်သမီးတစ်ပါးဖြစ်ခဲ့ရပါသည်နတ်လူအပေါင်းတို့ထက်ဆရကဲကဲတာရှိဖျားတို့မှာလာခြင်းကောင်းတော်သောဖျားရှိသည်တပိမှဖြစ်ခဲ့ရပါသည်ဗျာ။ သစ္စာလေးပါးမြန်လျာကိုတည်မြင်က သောတာပတိပုံ၌ဒီကသောတာပန်ဖြစ်ခဲ့သည့်အတွက်မကောင်းသောအပေလားရရောက်ရမရှိတော့ပါဗျာတပည့်တော်မသည်ဘုရားရှင်၏ယဟန်ပေါင်းကိုရှ िख ုဥချအပ်သောငါယေစီဝေကြီးတို့ချီကလာပြီးရှ िख ုကြောခဲ့ပါသည်ဗျာတပည့်တော်မသည်ဘုရားရှင်ကိုရှ िख ုရသည့်အတွက်အထူးနှစ်သက်ဝမ်းမြောက်ခဲ့ပါသည်ဗျာတိရိမာနာသမီးဟာ သူ့ရဲ့ယူဆဖြစ်ခဲ့ရပုံကိုစုံလင်းစွာကြီးညာလျှောက်ထားပြီးတော့ဘုရားရှင်ရဲ့တန်ခါတော်များကိုရှစ်ခုပြီးလက်ရရလဲလဲ၍နတ်ပြည်ကိုပြန်သွားလေတယ်။အဲ့ဒီမှာနတ်ပြည်ရောက်ပြီးလူဘဝကိုပြန်လဲသက်ဆင်းပြတဲ့သီရိမာနတ်သမီးရဲ့ဘဝစံချောင်းပင်ဖြစ်ပါတော့တယ်။